အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်တို့လွယ်ကူတယ်ရှင်းလင်းတယ်ဒါပေမဲ့တကယ်ဘဝသက်သက်စာမှတ်သားထိုက်တဲ့ဟာလေးတွေကိုနေနံလိုက်ကျွန်တော်ပြောပေးခြင်းတယ်ကျွန်တော်တို့တင်းနေကုန်တွေသားမိတွေပြောအောင်ကျွန်တော်စဉ်းစားကြည့်အောင်တင်းနေကုန်တွေတင်းနေကုန်တွေမှာကျွန်တော်တို့ကအထက်ဆောင်ပန်းအောင်နင်းညမ်းဆိုတာရှိတယ်เนาะအထက်ကဆောင်ပန်းမယ်အောက်ကနင်းညမ်းမယ်ပေါ့အထက်ကိုကျွန်တော်တို့ဘယ်လိုဆောင်အောင်မလဲဆိုတဲ့နည်းတွေအများကြီးရှိတယ်အဲလူတစ်ယောက်မှာ ျွန်တော်တင်းငူတွေသားမီးတွေမှာအထက်ဆောင်ပိုင်း3လုံးရှိပါတယ်။အဲ့ဒါ6ခုမြောက်နေရာမှာရှိတဲ့တောက်ကြရဲ2ခုမြောက်နေရာမှာရှိတဲ့တင်းနှင်းလာရဲ5ခုမြောက်နေရာမှာရှိတဲ့ကြာတာပရိရဲဒါကိုအတွက်ဆောင်ပန်းပေါ့ဆောင်ပန်းမှာရင်ကျွန်တော်တို့ကနဝင်းသီးတန့်ဖြစ်တဲ့ကြာတာပရိကထီးလို့မိုးတာရဲဒါကြောင့်ပဲတင်းငူတွေသားမီးတစ်ယောက်အတွက်ကြာတာပရိကအခက်အအကြဆုံးပဲနော် ဇာတာရီရဲ့ထိန်းချုပ်မှုအောက်မှာအပြည့်အဝရောက်ရှိနေတာကတင်းနှင်းကုန်လေလို့ကျွန်တော်တို့ပြောလို့ရတယ်။ဒါကြောင့်ပဲဇာတာပရီဂျိုကိုကျွန်တော်တို့ကကောင်းကောင်းအသုံးချတတ်ရင်တင်းနှင်းသွားရီကဘဝနေထိုင်မှုအပိုင်းမှာအားကောင်းစေတယ်။အားကောင်းစေတယ်အဆင်ပြေစေတယ်။အော်တင်ဦးတွေတာမီးတွေကဂျာတာပရီကဘာကိုပြောတာလဲဂျာတာပရီဆိုတာတောမကျိုတောမတော်မှာအတိတောမပါဗောနော်ဟိုအရန်ကောင်းတဲ့ဂျော်ကြီးဂျိုကြီးဖြစ်တယ် အရန်ကောင်းတဲ့ဂျိုကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတောမဂျိုကိုကျွန်တော်တို့အသုံးချမယ်အဲ့တော့ကြာသာပရိဆိုတာကျွန်တော်တို့ကဘေးထဲမှာပညာဂျိုပေါ့နော်ပညာဂျိုဖြစ်တယ်ပြီးတော့ကြာသာပရိဂျိုကြီးကကြီးတယ်ကျဲတယ်ဒီဂျူပီတာကြီးကနော်အဲ့တော့ကြာသာပရိဂျိုကကြီးမားတယ်ကျဲပြန့်တယ်ဒါကြောင့်ပဲကျွန်တော်တို့ကဉာဏ်ပညာအနေနဲ့ကြာသာပရိကိုကျွန်တော်တို့အသုံးပြုတယ်တော့ဘေးထင်ရတော့အဲ့လိုအသုံးပြုတာဖြစ်တယ်ကြာသာပရိဂျိုကိုကျွန်တော်တို့ကဟန်ဒယ်လုပ်နိုင်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ တရုတ်နေသားသမီးတွေကန့်ကောင်းနိုင်တယ်။အဲ့တော့ပညာရှင်းတယ်ဗျာကျွန်တော်တို့ပညာရတစ်ခုကိုကြဲကြဲပြန့်ပြန့်နှံ့နှံ့ဆက်ဆက်သိတဲ့လူမျိုးဖြစ်ကြမယ်တရုတ်နေသားသမီးတွေက။အဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်အောင်ခင်ဗျားတို့ကျွန်တော်တို့ပညာရတစ်ခုမှာနှံ့နှံ့ဆက်ဆက်ကျဉ်းကျဉ်းကျဉ်းတက်ကြရလား။တက်ကြရလား။တရားကြံတော့မတက်ဘူးဆိုရင်တော့ဒီနယ်ပယ်မှာ80ရာခိုင်နှုန်း80ရာခိုင်နှုန်း90ရာခိုင်နှုန်းတော့တက်ဖို့လိုတယ်။ထားပါတော့ နော်အဲ့တော့ကိုကဟိုပညာကိုတော့20%လောက်တော့သိတယ်ဟိုပညာကိုလည်းကျွန်တော်30%လောက်တော့သိတယ်ဟိုပညာကိုလည်း50%လောက်တော့သိတယ်အဲဒီလိုမျိုးမရဘူးတင်းနေမှုတွေတာမီဖြစ်ရင်ကို့အတွက်တကယ်အသုံးတည့်တဲ့ပညာတွေကိုကျွန်တော်တို့တရားရာခိုင်နှုန်း90ရာခိုင်နှုန်း80ရာခိုင်နှုန်းဒီလောက်ကျွမ်းကျင်ဖို့လိုတယ်အဲ့တော့ဘဝမှာကျွန်တော်တို့ဘာနဲ့အသက်မွေးကြမလဲနော် တော့ပါတော့ကိုအသက်မွေးမဲ့ပညာမှာနှက်နှက်ဆက်ဆက်အတိဖို့အလိုဆုံးကတင်းနှင်းကုန်နေပဲကျွန်တော်အဲ့ဒါကိုလုံးဝမေ့လို့မရအောင်နော်အဲ့ကိုရဲ့ဟိုမှာနှက်နှက်ဆက်ဆက်မတိတာနဲ့တင်းနှင်းတွေသားမိတယ်ဘဝရက်တီရတာခက်ခဲလာလိမ့်မယ်ဟိုဆက်ဆက်ဒီဆက်ဆက်လုံးဝလုံးလို့မရရဲမှာတင်းနှင်းကုန်နေပါတယ်အချားလူတွေလှုပ်ချင်လို့သူ့ဘဝလမ်းကြောင်းသူအသက်မွေးလို့ရရင်ရမယ်တင်းနှင်းကုန်နေကြတော့မရပါဘူးဒါပါတော့ဗျာကားအကြောင်းပေါ့ကားအကြောင်းကိုတကယ်နှက်နှက်ဆက်ဆက်သိဖို့လိုပါတယ်ကားပွဲစားလုပ်ပါလားကားဝက်ရှော့ထောက်ပါလား ကားနဲ့ပတ်သက်ပြီးဘလို့ရက်တီမှာလဲနော်အဲ့တော့အဲ့ဒါဆိုရင်ဒီကားနဲ့နေပယ်ထဲမှာသူများလို့ဟောငါနေပယ်တစ်ခုပဲတက်တယ်အေးဆေးပဲဒါလေးနဲ့ပဲလှုပ်စားမဟုတ်ဘူးဒီနေပယ်နဲ့ပတ်သက်ရင်ကိုတိနိုင်နေမြားနှိုက်နှိုက်ချွတ်ချွတ်လက်တဆုံးနှိုက်ပြီးတော့လေ့လာဖို့လိုတယ်တင်းကုန်နေသားမီဒီယာအဲ့တင်းကုန်နေသားမီဒီယာပညာဆိုဖြစ်တဲ့အတွက်ကျွန်တော်ပညာကိုလုံးဝမေ့လို့မရဘူးပညာနဲ့ပတ်သက်ပြီးကျွန်တော်မေ့ထားလို့မရဘူးနော်အဲ့တော့ပညာရှာဖို့ထက်ပညာရဲ့တစ်ခုကိုပြည့်ပြည့်စုံစုံ complete နေပါသိအောင်နော် လောက်ထားဖို့လိုတယ်တရားရဂန်တော့မဟုတ်တော့ကျွန်တော်ပြောလို့85ရဂန်တော့တော့သိဖို့လိုပါတယ်ခုကျွန်တော်ဘေးနေတက်တယ်ပေါ့ဘယ်နေရာမှာကျွန်တော်85ရဂန်တော့ဘယ်နေဘယ်မှာကျွမ်းလဲအဲ့ဒီအပိုင်ဆုံးနည်းကိုကျွန်တော်တို့ဟာထုတ်သုံးရတယ်ဘေးနေဟောတဲ့ခါကျဘေးနေနေဘယ်မှာအကျယ်ကျယ်ပြန့်လွန်အောင်ကြည့်တယ်ပညာတွေအများကြီးပဲအကုန်ကြီးကျွန်တော်ပိုင်ပိုင်နေသိလို့မရအောင်နောက်တစ်ဘဝသုံးဘဝလည်းမပြီးဘူးအဲ့တော့ကျွန်တော်တို့ပိုင်နိုင်ဆုံးဟာကိုကျွန်တော်တို့ဘေးနေမှာစပြီးလူတစ်ယောက်ကိုဟောပြောရတယ်အဲ့တော့တနေဦးနေရီကကြာသာပရိအားကောင်းဖို့လိုတယ်လို့ပြောတာကြာသာပရိနဲ့ပတ်သက်ပြီးပညာရက်ကို သိထားဖို့လိုတယ်ဒါကြောင့်ပဲကိုသားမီးကတင်းတင်းဝုန်နေရှိတယ်ဆိုရင်ဘာကိုခမားတို့ပြပြဝဝတင်ပေးမလဲတခုခု expect ကျွမ်းကျင်မှုဖြစ်အောင်လုပ်ပေးနိုင်မှာဘဝရည်တည်ချက်ရလိမ့်ဒါအကြတာပရိစိုးမိုးမှုကြောင့်ဒုတိယအနေနဲ့တင်းတင်းဝုန်နေနော်ဒုတိယအနေနဲ့တင်းတင်းဝုန်နေသားသမီးတွေအနေနဲ့နှစ်ခုမြောက်ဖြစ်တဲ့အညွန့်ကြိုအညွန့်ကြိုကတင်းတင်းလာပိုင်တယ်ဒါကြောင့်ပဲညွန့်နေပစ္စည်းပွားလို့ပြောတယ်နော်အညွန့်ဆိုတာ စီးပွားလို့ပြောတယ်ညို့နေစီးပွားလို့လည်းခေါ်ကြတယ်အဲ့တော့အညို့ဆိုတာစီးပွားရေးကိုပြောတာဒါကြောင့်တန်နေလာချိုကတန်နေကုန်တွေသားမေးတွေအတွက်စီးပွားရေးချိုလို့ပြောတယ်အချို့ကဆရာကျွန်မဘာအလုံးနဲ့အတက်မွေးရမလဲဘာအလုံးနဲ့ကျွန်မတို့စီးပွားရှာမလဲအဲစသဖြင့်ဒီလိုမေးကြတာရှိတယ်အဲ့တော့အညို့ချိုကစီးပွားရေးနဲ့ပတ်သက်ရင်ဆက်ဆက်မှုအများကြီးရှိတယ်အဲ့တော့ဒါကတော့အညို့ညို့တခုလည်းကြည့်ပြီးလူတယောက်ကမင်းဒါလုံးဟိုကဒါလုံးပြောလို့တော့မရဘူး။ဒါပေမဲ့အညို့ညို့ကဆက်ဆက်မှုရှိနေတယ်လို့ပြောတာ ဲ့တော့တင်းကုန်တွေသားမီးတွေကတနင်္လာနဲ့ပတ်သက်ရင်တနင်္လာဆိုတာကောင်းကင်မှာရှိတဲ့လမင်းလမင်းကိုပြောတာနော်လမင်းဖြစ်တဲ့အပြင်တနင်္လာအေးချမ်းမှုကိုပေးတယ်တောက်ထဲမှာပူလောင်နေတာကျွန်တော်မသိဘူးလပေါ့ကျွန်တော်မရဟိုဒါပေမဲ့လမင်းရဲ့အယောင်ကကျွန်တော်တို့အေးချမ်းတယ်လို့ခန့်စားရတယ်လရအောင်မှာထိုင်နေရတာအေးချမ်းမှုတွေရတယ်ငြိမ်းချမ်းမှုတွေရတယ်ဒီလိုမျိုးကိုလည်းကျွန်တော်တို့ခန့်စားရစေတယ်ဒါကြောင့်ပဲကျွန်တော်တို့ကတနင်္လာဂျိုဖြစ်တဲ့အတွက် အေးချမ်းမှုကိုပေးတာဖြစ်တဲ့အတွက်တရုတ်ရဲ့သားမျိုးကစီးပွားလှုပ်တဲ့အခါမှာပူပူလောင်လောင်ပတ်စံရှာတာကိုကျွန်တော်တို့အားမပေးပါဘူးကိုလုံးနေတဲ့အလုပ်မှာပျော်ရမယ်စိတ်ချမ်းသာရမယ်ပေါ့ပေါ်ပါလေးဖြစ်ကြမယ်ကိုဝါဒနာပါတဲ့အလုပ်လည်းဖြစ်ရမယ်နော်အားရလုံးနေလို့စိတ်ကြည်နူးတာလည်းဖြစ်ရမယ်တနင်္လာကျိုးတီးတန်းကောက်မယ်ဆိုတော့တနင်္လာခီးသွွားလုပ်ငန်းနော်ရေနဲ့ပတ်သက်တဲ့လုပ်ငန်းတင်ကြိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းအလှပဆိုင်ရာလုပ်ငန်းနော် ခုခုကိုကျွန်တော်တို့က copy ပွားပြီးတော့ပြန်ဖြန့်တဲ့လုပ်ငန်းပေါ့စာအုပ်ထုတ်ဝေရေးတို့လို့เนาะမိတူဆိုင်တို့လို့เนาะပြီးရင်တခုခုကိုကျွန်တော်တို့ကယူပြီးတော့ပြန်ဖြန့်တာဒါဆိုကုံတူလောင်တဲ့လုပ်ငန်းဒီလိုလုပ်ငန်းတွေညတနေ့ဦးနေသားမီးတွေအတွက်ဘဝမှာဖြစ်တည်လာတဲ့ကောင်းတဲ့လုပ်ငန်းတွေအဖြစ်ရက်တည်လာတယ်เนาะဒါအောင်မှအခြားချို့တွေနဲ့ဆက်ဆက်ပြီးကျွန်တော်ပေါင်းကြည့်ရင်ဘယ်စည်းဝါးဆိုတာပေါ်လာတယ်ဒါကြောင့်စည်းဝါးရင်းနဲ့ပတ်သက်ရင်တနေ့လာချို့ဆိုတာကိုကျွန်တော်တို့မေ့ထားလို့မရဘူး နော်ဒါရေရာပိုင်းဆိုဒီတနင်္လာကိုအသုံးပြုလို့ရတာလေရှိသေးတယ်နောက်တစ်ခုကကျွန်တော်စမ်းချိုပေါ့အဲ့တော့ကျွန်တော်အထက်၃လုံးမှာစောင့်ပန်းမှာစမ်းချိုဖြစ်တဲ့တောက်ကြချို6ခုမြောက်ချိုပေါ့6ခုမြောက်ဆိုတာကိုယ့်ရဲ့အိမ်တောင်ရေးကိုပြောတာပါအိမ်တောင်ရေးကိုပြောတာအဲ့တော့အိမ်တောင်ရေးကတောက်ကြချိုဖြစ်ကမယ်လို့ပြောတာနော်အိမ်တောင်ရေးကတောက်ကြချိုဖြစ်ရမယ်တောက်ကြချိုဆိုတာဘယ်လိုသဘောလဲပေါ့ တောက်ကြကြိုကျွန်တော်လက်ဆန်းပေတင်ရကြည့်မယ်ဆိုတော့တောက်ကြာကဂျိုသက်အားဖြင့်21ဂျိုသက်21ဒါဆိုတော့တောက်ကြာတောက်ကိုရအောင်ကျွန်တော်ကြည့်ကြည့်21လို့ရေးထားတယ်ဂျိုသက်ဆိုပြီးတော့နော်21လို့နော်အဲ့တော့တောက်ကြာကဂျိုသက်များတယ်ဒါဆိုတင်းကြွေသားမီးတွေကအိမ်အောင်ပြုတဲ့ခါကျရင်ကိုယ့်ထက်အသက်ကြီးတဲ့လူဒါမှမဟုတ်အသက်ကြီးတဲ့လူလိုရင့်ကျက်တဲ့လူငယ်တော့ငယ်တယ်အခုအချို့ရင့်ကျက်ကြတာတို့လို့မဟုတ်လူငယ်မျိုးပဲလူကြီးလေးတယောက်လိုပဲနော်ဟာအရမ်းမတော့ဖဲမရိုက် နောက်စီဝါရေးပေါ်လဲအားထည့်တယ်သူများတွေဂီတာတီးလိုင်းမှာအီးယားအီးယားရှောက်လုံနေတဲ့အချိန်မှာသူတို့တင်းငိမ့်နေစီဝါရေးပေါ်မှာစိတ်နဲ့ထားတယ်အဲကို့ထက်အသက်ကြီးတဲ့လူဖြစ်ရင်ဖြစ်ဒါမို့လဲအသက်ငယ်တယ်ဆိုရင်လဲကို့အတွက်ရေကို့ထက်ရင်းကျက်တဲ့လူတင်းငိမ့်တဲ့လူအဲ့လိုလူမျိုးတွေကိုအိမ်အောင်ဘတ်ရွေးချယ်ရပါတယ်တဲ့ပြီးတော့တောက်ကြဆိုတော့ကျွန်တော်တို့ကတိမ့်ထုတ်သေးကြအဲ့တော့ကိုယူယူတဲ့အိမ်အောင်ဘတ်ကဘလောက်တိ saving လုံးနိုင်လဲပေါ့သူရဲ့ သူ့ရဲ့ပစ္စည်းတွေသူ့ရဲ့ငွေကြေးတွေကိုအဲ့တော့ငွေကြေးစုဆောင်တတ်တဲ့လူမျိုးငွေကြေးကိုစီမံခန့်ခွဲတတ်တဲ့လူမျိုးအဲ့လိုလူမျိုးကိုအိမ်အောင်ဘက်ဖြစ်ရွေးချယ်တာကပိုကောင်းတယ်လို့ပြောတာပြီးတောက်ကြဆိုတာ V နဲ့ဖြစ်တဲ့အတွက်အလှပါကိုချစ်ရတဲ့လူကပြုဆပြဲလောင်းနေတယ်နော်မျက်နှာကိုလည်းတန့်ရှင်းမလို့၊သွားကိုလည်းတန့်ရှင်းမလို့၊သပင်လည်းတန့်ရှင်းမလို့၊အဝတ်အစားတို့လည်းကြုံထဲကအောက်ဝက်လာတဲ့အိမ်ရာကြေမှုန့်နေတဲ့ဘလို့လူမျိုးတွေနဲ့ဆိုရင် တင်းနှုတ်လေသားမိတွေကအဆင်မပြေဘူးလို့ပြောတာကိုချေရတဲ့သူကတသက်ရရနေတဲ့လူကိုထက်အသက်အချင်းအချင်းမချင်းရင်ကျက်တဲ့လူမျိုးတွေအငွေကြေးကိုစုတတ်ဆောင်တတ်တဲ့လူမျိုးတွေနော်ဒီလိုမျိုးဟာတွေဖြစ်တယ်ဆိုရင်အများကြီးကောင်းတယ်သူကိုယ်သူတော့ဟိုရှိတာလေးနဲ့လှောင်ဆင်တတ်တဲ့လူမျိုးဖြစ်တယ်ဆိုရင်ပိုကောင်းတယ်နော်ဒါအပြင်ကျွန်တော်တို့ကတောက်ကြကြွာအချို့နေရာတွေမှာ စကားပြောတဲ့နေရာတွေမှာလည်းတောက်ကြ ဟိုဖြစ်တယ်ဒါကြောင့်ကိုတင်တဲ့သားသမီးတွေကိုချစ်တဲ့မျက်နိုးတဲ့လူဟာလက်နဲ့စကားတော့နည်းနည်းပြောဖို့လိုတယ်အရန်ကြီးတုံနှိပါဝင်မေးမေးထုကော်ပြောလက်ညှိုးတော့ကောင်းကြီးပဲလှုပ်တတ်တဲ့လူမျိုးကိုလည်းတင်တဲ့သားသမီးတွေကလက်တွဲပေါ်ဖြစ်မရွေးသင့်ဘူးဒီလိုမျိုးစံစားရတာဖြစ်ပါတယ်ဒါတော့ဒီလောက်ပဲပြောမယ်ဗီဒီယိုဘယ်လောက်ကြာသွားလဲကျွန်တော်မမြင်ရဘူးကင်မရာမှာမှာကွယ်နေမိုက်ကကွယ်နေလို့နော်အဲ့တော့ဒါတင်တဲ့သားသမီးတွေဒီလောက်အကြမ်းမြင့်တိရရင်အဆင်ပြေလိမ့်မယ်နော်လောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်အားလုံးပဲ ကံကောင်းပြီးအဆင်ပြေကြပါစေကိုဘွားလမ်းတစ်လျှောက်မှန်ကန်တဲ့လမ်းကိုရွေးချယ်ပြီးလျှောက်လမ်းနိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါရဗျာ